ရှိဥစွာဘုရားသခင်ခြေတော်ကိုချင်းမွန်ပါれ။အားလုံးမင်္ဂလာပါခင်ဗျ။ဒီနေ့တော့ထာဝရဘုရား၌ထူးမြတ်တော်သူဆိုတဲ့ကောင်းစဉ်လေးနဲ့ခွန်အားပေးတော်မှာဖြစ်ပါれ။တမန်တော်ဝတ္ထုခန်းဆက်ခွန်စာပိုက်17နဲ့19ကိုဖတ်ပါမယ်။ဗိရိမြူသားတို့သည်တသလုံးနေမြူသားတို့ထက်ထူးမြတ်သဖြင့်အလွန်ကြီးညိုသောစေရနာစိတ်နဲ့နှုတ်ကပတရားတော်ကိုခံယူ၍မှန်သည်မှန်သည်ကိုသိခြင်းကကျမ်းစာကို နေ့တိုင်းအစဉ် စစ်စစ်ကြည့်ရှုကြ၏ထို့ကြောင့်ယူရလူအများတို့သည်ယုံကြည်ခြင်းသို့ရောက်ကြ၏အတိထင်ရှားသောဟိလတမိမတို့နှင့်ယောက်ျားအများတို့သည်လည်းယုံကြည်ကြ၏လို့ပြောရတွေ့ရတယ်အဲ့တော့ဗိရိမြူသားတွေကတဲ့တတလောနေမြူသားနဲ့မတူသူကသူကတာရထူးမြတ်တယ်လို့ပြောပါတယ်အဲ့တော့ဘလို့ထူးမြတ်တယ်လဲဆိုရင်တော့သူကနှုတ်ဘတ်တော်ကို ီလိုတရားဟောချက်တယ်ကိုသူကနားထောင်တယ်နားထောင်တဲ့အခါမှာအလွန်ကြည်ညိုတဲ့စရဏစိတ်နဲ့နားထောင်တယ်နားထောင်ပြီးရင်လည်းသိကောင်းတာပဲတရားဟောတာမကောင်းဘူးအဲ့လိုမခံဘူးမှန်တယ်မမှန်ဘူးဆိုတာသိဖို့အတွက်ကျမ်းစာကိုအစဉ်နေ့တိုင်းဖတ်တယ်တဲ့နော်ကြည့်ရှုတယ်ဒီလိုပြောပါတယ်အတိတ်ဘယ်ကတော့ကျမ်းစာကိုနေ့တိုင်းကြည့်တယ်နော်အဲ့ဒီခါမှာသူတို့ကြားတဲ့ နှုတ်ကပတ်တော်ဟာမှန်လားမမှန်လားဆိုတော့သိတယ်တဲ့မသိချာတော့ကျမ်းစာကိုပြန်ကြည့်တယ်ပေါ့ဒီလိုပြောချင်တာပါငါထောက်ပြီးမှဖတ်တယ်လို့မဆိုလို့နေ့တိုင်းလို့ပြောတော့နော်အဲ့ဒါကြောင့်နဲ့သူတို့ရဲ့ထိုးမြတ်ခြင်းကဘာဘာဖြစ်တယ်လဲဆိုတော့လူတွေယေရှုခရစ်တော်ယုံကြည်လာကြတယ်ပေါ့အဲ့ထက်မှအလွန်ကောင်းပါတယ်ယူဒလူတွေလည်းပါတယ် အလွန်အတွေးခေါ်ပညာရှင်တွေဖြစ်တဲ့ဟေရတလူတွေလည်းပါတယ်။နော်ဂုံတီရှိတဲ့သူတွေအဲ့ဓာတွေကဗိရိမြူသားတွေကိုကြည့်ပြီးတော့မှယေရှုခရစ်တော်ကိုမိမိကယ်တင်ရှင်ဖြစ်ယုံကြည်လာကြတယ်လို့ပြောပါတယ်။အဲ့ဒါကိုအလွန်ထိုးမြတ်တယ်လို့ပြောတာဖြစ်ပါတယ်ပေါ့နော်။အဲ့တော့ကျမ်းစာမှာထူးခြားတယ်အလွန်ထူးခြားတယ်ဆိုတာရှိတယ်။ဒါကာလဘုရားသခင်နောက်တော်တို့လုံလုံးလိုက်တယ် ဆိုတော့ကာလကအလွန်ထူးခြားတယ်သူများနဲ့မတူဘူးသူများတဲ့အလုံးကဆင်းရဲဒုက္ခတွေတွေ့တိုင်းတွေ့တိုင်းမှာစိတ်တကြတယ်နော်ဘုရားဆုံဆန်းတယ်ထပ်တွေ့တယ်စိတ်တကြတယ်ဘုရားဆုံဆန်းတယ်အမျိုးမျိုးဘုရားပုံကံကြပေမဲ့ကာလကတော့တောင်းလျှောက်ဘုရားနောက်ကိုလိုက်တယ်အဲ့ဒီခါမှာဘုရားသခင်ကထူးခြားတယ်ပြောပါတယ်အဲ့ဒွဲ့သူ့ရဲ့ရလကပါလဲကောင်းကြီးခံရတယ်နော်ဒီကောင်းကြီးကတော့ အမွေသူနဲ့သူ့သားမီးတွေခံရတယ်သူတို့ပြောတာတွေ့ရတယ်နောက်တယောက်ကရာဘက်ဓမ္မရာဇဝင်ရှုပရမဆောင်အခန်း၄မှာရှိတယ်ရာဘက်စပိုက်၉နဲ့၁၀မှာထင်တယ်ရာဘက်ကတော့သူကပါလေထူးဆန်းတယ်သူပြောပါတယ်စံပြတယ်ပေါ့သူကတော့သူ့ရဲ့နာမည်ကသူကပြင်းစွာသောဝေဒနာကိုခံရတဲ့ဝမ်းနဲ့ကြေကွဲရတဲ့သူပေါ့အဲ့ဒီပဲရှိပါတယ်ဒါပေမဲ့ အဲ့ဒီအဓိပ္ပာယ်ရှိတဲ့အရာဘက်ကဟာသူများနဲ့မတူတဲ့အမျိုးမှာထူးဆန်းတယ်တဲ့။ဘာကြောင့်လဲဆိုတော့အခြေအနေမကောင်းပေမဲ့နော်စိတ်မပြတ်ဘူးသူလည်းဖះကိုဆူတောင်းတယ်။အစင်မြတ်ကောင်းကြည့်ပြီးတော့ကျွန်တော်နေရာကျဲစီပါတဲ့။ဘေးအန္တရာယ်တဘောအဖေးအမျိုးမျိုးလည်းကွယ်ကပြီးကျွန်တော်လုံခြုံချင်းပေးပါဆိုတော့ဖះကိုပဲကိုးစားတယ်တဲ့။မျောလန့်ချာမရှိဘူးသူ့ဘဝကတော်တော်လည်း သူ့ကိုသူလည်းအာမကိုသူမြောက်လည်းအာမကိုဖះကိုပဲအောက်ကိုပြီးတော့မှဖះကိုဆွတောင်းတယ်ဆွတောင်းတဲ့အခါမှာဖះကကျေးဇူးပြုတယ်နော်အဲ့တော့ထူးဆန်းတော်သူသူ့ရဲ့ရက်လက်ကတော့ဖះကသူ့ဆွတောင်းတာနားထောင်တယ်ဒီမှာတော့ထူးမြတ်တော်သူကတော့သူ့အကျိုးတစ်ခုမှမရှိဘူးနော်သူ့ရက်လက်ကထူးမြတ်တော်သူရဲ့အကျိုးတစ်ခုမှမရှိဘူးနော်သူ့ရဲ့ယုံကြည်ခြင်းသူ့ရဲ့အကျင့်အဖြစ်လူတွေ ကဲတင်ချင်းတို့ရောက်ပြီးတမာတရားသိပါတယ်နော်အဲ့ဒါကြောင့်ထိုးမြတ်တယ်ဆိုတော့နော်မြင့်မြတ်တာပေါ့သူများထက်မြတ်တာပေါ့နော်ဆိုတော့ဘယ်လိုပြောအောင်လဲထူးခြားတာထက်ပုံမြတ်တယ်ထူးဆန်းတာထက်လည်းပုံမြတ်တယ်နော်သူကသူများထက်မတူညီစွာဘုရားသခင်ရှေ့မှာချင်းမြောက်ချင်းဂုံပြုတ်ချင်းခံရပေမဲ့သူကတော့ပုံမြတ်တယ်သူများထက်သူတို့ပြောချင်တာဖြစ်တယ်အဲ့ဒါပုံမြတ်ချင်းကတော့ ူအကျိုးမရှိဘူးနော်လူတွေကဲတင်ချင်းရတယ်တမတရားတယ်ဘုရားဘုံထင်ရှားတယ်သူတို့ပြောတာတွေ့ရပါတယ်ဒါကြောင့်ဓမ္မမေဒီနေ့ဆက်ပြီးတော့မှသင်ဟာနှုတ်ဘတ်တော်ခံယူရင်အလွန်ကြည်ညိုတဲ့စေရနာစိတ်နဲ့ခံယူပါကောင်းတယ်မကောင်းဘူးအဲ့လိုစိတ်ထဲမှာခွာရတယ်မရဘူးအဲ့လိုမခံစားဘဲနဲ့မှန်မမှန်သိဖို့အတွက်ကျန်းစာကိုလည်းအစင်ဖတ်ရှုပြီးကျန်းစာတော်နဲ့ညီเนาะမှန်ကန်စွာခွာယူပါနခလက်လျှောက်ပါ အဲ့ဒါဆိုရင်တော့အသင်ဟာထူးမြတ်တော်သူလို့ဘုရားသခင်ရှင်းလိုက်နော်ကွန်ပျူတင်းခံရမယ်အကျိုးကတော့ဘာဖြစ်မလဲသင်အဖြစ်နော်အမတမကုံတီရှိတဲ့ခေါင်းမာတဲ့ပညာရှိနော်အတိုင်းဝိုင်းတယ်ဟာဘုရားသခင်ရဲ့ကယ်တင်ရှင်စုဂျေစုခံရကြလိမ့်မယ်ယုံကြည်သူဖြစ်လာကြလိမ့်မယ်သူပြောပါတယ်ဒါကြောင့်ဒီနေ့လေးတိုင်းပဲ လက်တွေ့လွတ်ဆောင်ကြပါလို့ခွန်အပ်ပေးနေနေကုန်ချုပ်ပါရယ်ဘုရားသခင်နဲ့တင်တော်အလုံးကောင်းချီးပေးပါစေတော့အာမင်